WFGQB ရှေးနဲ့ 4K ACB စံတို့ကနေပြီးတော့ဖိုးမောင်လာပြီးကြပြကလေ့ကျင့်ခန်းနံပါတ်10နဲ့9ကိုပြုလုပ်သွားတာဖြစ်ပါတယ်။ကျွန်တော်တို့သင်စားပြသသွားတဲ့နေရာနေပြီးတော့အကျိုးအမြတ်တစ်ခုရရှိမယ်လို့ကျွန်တော်တို့အနေနဲ့ကနေပြောမျှော်လင့်ပါတယ်ဗျ။ Memories ကိုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ comment like and share ပြီးရင်လည်းဝိရဲ့ပြေဖို့တောင်းဆိုပါရစေရှင်။ ရှိရေအာမစံလောင်ထိုင်းတို့စီတွေ့ရနေမျက်နှာတန်းပြောင်းတော့တာပဲနော်ဟီးနည်းနည်းလေးပဲပြောင်းတာပါနော်တန်းနဲ့ဘလို့လဲစားလို့ကြမလားယနေ့အတွက်အုံနောက်ကြီးကုန်သွားပါပြီမကြီးပါနဲ့မစံရေတကယ်တင်ချာဖြေပြီးတော့အုံနောက်ကကုန်နေမှာမှတုံးစားလို့မရတော့အဲ့ဆိုလေမနေ့ဖြန်လောက်ရမလဲโอเคလေမနေ့ဖြန်ပြန်มาတွေ့ကြမလဲ အိမ်ကိုလာခဲ့လေမနက်ဖြန်အိမ်မှာစာစံချက်ချက်မှာဆိုတော့စာလဲလုပ်ရင်းစာလဲစာရင်းပေါ့ဝါအဆောလို့ရှိရင်မနက်ဖြန်အိမ်လာခဲ့မယ်လေတက်တာနော်မဆန် The next morning ကိုနိုင်ရှိနေပြီကိုသူမရောက်လာသေးဘူးဖုန်းဆက်ကြည့်ပါဦးမယ်အေးချင်းဘယ်လိုဖုန်းဆက်တာလဲမသိဘူး အာမဆန်မေဟယ်လိုမဆန်အေးယာမထတည်ဘူးလားမိုက်ဟုတ်တယ်ဘုမဆန်ဖုန်းစမနူဝါရာအနေဘာလို့လဲမဆန်ဒီနေ့ချိန်ထားအမေသွားပြီလားဟမ်ချိန်ထားတာဟုတ်တယ်လေချိန်ထားတာအာတတိယပြီဒီနေ့မဆန်အိမ်မှာကြာစံရက်ချက်လဲဆိုလားပဲ ဟဲ့အစားအသောက်ပဲစဉ်းစားနေရလားဒါပေါ့အစားပထမအေးမဟုတ်ပါဘူးအဲ့ဒါကပထမအစားဒုတိယနောက်မှအားလို့ဖုတ်တော့အခုအဲ့ရထားပြီးတော့လှုပ်ရှားရှိရလို့ပြီးရင်မြန်မာသာလှုပ်ရမယ်လို့ပြောထားတယ်လေအာဟုတ်သားပဲအဲ့ဒါအောင်မေ့နေကြာစင်းချက်ပဲခေါင်းနဲ့ရောက်နေအာလာခဲ့မယ်နော်မဆန်ကဲဆိုရတယ် သွားပြန်ရှိရဆိုတော့ပြင်ဆင်ရတော့တာပေါ့1 hour later လာလေအိမ်ထဲဝင်အိမ်မှာဘာတွေလုပ်နေလို့အဲ့လောက်ကြာရတာတောင်းလို့လိုက်မြောင်းလို့လိုက်ပေါ့မဆန်ရေကဲကဲကဲစားလို့ကြာမယ်ဝေးပိုက်စားတယ်ဝေးကြာစက်ရင်စားတင်နေအမလီရွေးတန်းပြောပါမရဲ့လာလာလိုက်ခဲ့ A few moments later စားလို့တကယ်ကောင်းလိုက်တာလေယာ special ပဲစားလို့လေပြီးပြီဆိုတော့စားလို့ကြဆိုလေဟင်ဘာလို့အမလေဖိုးမောင်လာပြီဆိုရက်ကြပါလေအဲ့ရဒီချိန်ကလောက်အမအဲ့ဒီဒီဖိုးမောင်ဆိုတာဘယ်လိုလဲ तू ကဘယ်ဟိုလာလဲဟင်အမကြီးပောက်ကရပြောနေနေတော့ဒီချိန်ကလောက်ကြမယ်ဟင်းဒီချိန်ကဆိုတော့ပုံမှန်အတိုင်းပဲနံပါတ်2ပဲလုပ်မယ်နော် နည်းနည်းပါပါလေးလဲနမက်နှစ်ကယုံထွက်ပါအောင်อืมအဲ့ဟာဆိုရှင်ရင်နမက်တင်းနဲ့နှစ်နဲ့လောက်ကြမယ်လေနှစ်ပုတ်ပေါ့อืมๆဆိုးဆိုးလောက်ကြမယ်အော်နမက်တင်းမိကုန်ကဖိုးမောင်သားရဲ့ကြပြာကိုဖတ်ရှုပြီးမြေတီအတိအမြင်ရရှိတီကိုတင်းစကားပြည်ကြီးပါတဲ့ ြောင်းကိုရှေ့နေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒီဖုံးပောင်ကားပေါ့နော်သူ့ရဲ့ရရအတက်အနှင်းနာခံအသက်ဆုံးကောက်ွယ်ပြီးရဲ့သူ့ရဲ့မျိုးချစ်စိတ်နောက်ပြီးတော့ဇာတိမဲ့အပြူအဝါရှိသူတူလို့ဒီကြပြောင်ဖတ်ပြီးအချိန်မှာတွေ့မြင်ခဲ့ရတယ်ကွာနောက်တော့ဒီကြပြောင်ကနေပြီးတော့လေဒီပြည်သူတွေလေးစားခုံယူရပြီးတော့အာတိုင်းပြည်အတွက်အချိုးပြည့်ရဲ့သူ့ရဲ့ကောင်းတွေသူ့ရဲ့ကောင်းတွေအတွက်ကိုကွာဒီတန်ငါတဲ့ဖုံးပောင်အဖြစ်နဲ့ကိုစားယူပြီးရေးဖွဲ့ထားတယ်ဆိုပြီးတော့ဒီရေးဖွဲ့ထားတဲ့ကြပြောင်တပုံးလိုလည်းမြင်ပြီးတည်ရယ်မဆန်ဝင် ီခေပြောင်းဖပီးရဲ့နောက်မှာဇန်ကပါကိုအတိမြင်ရသွားလဲဆိုတော့အခုမြန်မာပြည်မှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်ကြီးကိုဆက်ဆက်ပြီးသတိရသွားဘာလို့လဲဆိုရင်ဒီနိုင်ငံချစ်ပြည်သူပတ်တော်သားတွေရဲ့ဇာတိတွေဇာတိမှန်တွေကိုလည်းပြင်းပြင်းပြည့်ရပေါ့နော်ဥမာအနေနဲ့ပြောရမယ်ဆိုရင်ဇန်နဲ့ရင်းနေတဲ့အတိမောင်လေးတရားပေါ့နော်သူဆိုရင်စိတ်ထက်ဘလောက်ပြင်းပြလဲဆိုတော့သူ့မိမတိအောင်ပြည်ရတဲ့ခိုးဝင်သွားတယ်ပေါ့နော်ရလာနှစ်တွင်ကြတော့သူက အိုက်တပ်ဖွဲ့ရဲ့လက်ဖြတ်တဲ့သားစနိုက်ပါကန်တယောက်ဖြစ်လာခဲ့တယ်။ပြီးရဲ့အခါကျတော့ဒီတိုက်ပွဲလိုလိုသူ့တပ်ဖွဲ့ကလူတွေကိုသူ့ရဲ့စကေးနဲ့ကူညီနိုင်ခဲ့တယ်ပေါ့နော်။ဒီနေ့မှာတော့တပ်သားတွေရဲ့ယူကျိုးမရအတန်တစ်ခုကိုကြားခဲ့ရတယ်။အဲ့ဟာကတော့ကျွန်တော်တို့ကိုတိုက်ပွဲတဲ့ကဲခဲ့တဲ့ကလေးကိုကျွန်တော်တို့ကမကယ်လိုက်နိုင်ဘူးဆိုတော့စားသားလေးပေါ့နော်အဲ့စားသားလေးကိုအမှတ်ရသွားတယ်သူကျွေးတဲ့ချိန်တုန်းကဆိုရင်သူ့တက်က18လောက်ပဲရှိအောင်ပဲပေါ့နော် သူများရဲ့အဲ့တဲ့ရွယ်မှာပျော်နေတဲ့အချိန်မှာသူ့လိုမျိုးပဲတခြားရဲဘော်တွေကလည်းဒီဖိုးမောင်လိုကိုယ်နိုင်ငံကောင်းစားဖို့အတွက်အသက်ဆုံးပြီးတော့ဒီကာကွယ်တဲ့ရဲဘော်တွေရဲ့မျိုးချစ်စိတ်နဲ့သူတို့ရဲ့ဇာတိတွေဇာတိမှန်ကိုစမ်းနေနေတော့တွေးမိသွားပြီးတော့အဲ့ကပြလေးတင်နေတဲ့အချိန်တုန်းကဆိုရင်စိတ်ထဲမှာဝမ်းနေကြရတယ်ပေါ့နော်ရှိအောင်ကြားရင်လည်းစိတ်မကောင်းလိုက်တာသူ့မိဘရယ်ဆိုလို့ရှိရင်ဘယ်တော့ဝမ်းနေလိမ့်မယ်မသိဘူးနော် ဟုတ်ပါအဲ့ဒီမှာကိုသားဆိုရင်လေဆိုပြောလေအဲ့လိုမျိုးအတွေးတွေဝင်လာတူတူပဲရှော့ရလေရှီရောနံပါတ်2ကိုဆက်လိုက်ကြအောင်လားอืมสัจจาพอนัมเบอร์2กะที่พูหม่องลาพี่กระเปียเเละมาซันโน่เนตเตะไฟก็อยู่พี่แล้วพอจังเนตเตะเลยสรเอาเปียเปียมาสรเชียร์เบ้ไฟก็เนตเตะเลยอืมจะส่งพี่เอาเนตเตะดิเฮ้ ရှင်းဝင်တစုံတယောက်အကြောင်းမေးရမဟုတ်ဘူးနော်စာပိုက်ကိုမေးရဘယ်နဲ့တစုံတယောက်အကြောင်းနေထပြောနေရဟဲ့ဟဲ့စာစာလာနေပါအောင်ဗာလေတစုံတယောက်ရနေပြီလားအေးမရပါဘူးနော်ဟုတ်လို့လားမမှန်ပြောနော်ဟုတ်ပါတယ်မဆန်ရေကို့အလိုကိုထင်နေစွတ်ကြီးမနေပါနဲ့ဟုတ်ပါပြီဟုတ်ပါပြီ ဟာရှက်ပဲပိုက်ကိုနှစ်သက်လဲဆိုလို့ရှိရင်ဒီမှာလေတဆေမကြောက်မေမကြောက်ဖဲတယောက်သေးပင်မြို့နဲ့မောင်တွင်၌တူလင်ငါရှာမကြွေးပါက ထိုရွာသူသားလူအများတို့ငါးစုံငါးစိန်ငတ်ပိလိမ့်အဲ့ဒီအပိုက်တို့သဘောကျတယ်ကွာဟုတ်လေဆိုအပိုက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဖိုးမောင်ကတဆေတွေမွေတွေကိုမကြောက်ဖဲနဲ့ညာနဲ့ချိန်မှာကွာသူရွက်ရွာအတွက်ရွာတဲ့ရွာရွာအတွက်ကွာအာငါးထွက်ရှာပြီးပြီးတော့သူတာငါးရှာမထွက်လို့ရှိရင် သူ့ရွာကရွာသူရွာသားတွေကငါးဆိုင်ရမှာမဟုတ်ဘူးဆိုရဲစိတ်နဲ့ကိုကျွန်းစုံပြီးတော့ကွာလှုပ်ဆောင်ပြီးအဖိုးမောင်ရဲ့အနစ်နာခံတတ်တဲ့စိတ်နှလုံးသားလေးကိုထင်းနေအောင်မြင်တွေ့ရတယ်အဲအားကြောင့်ဆန်ကြတော့ဒီဖိုးမောင်နှီးကုံအီရင်ဆုံးလဲရွာလုံးစိတ်ဝဲဖိုးမောင်ဝင်ပြီးပဲ့တင်ထက်ကဟီလီယက်ပါတဲ့ဆိုရဲအိတ်စာသားလေးကိုနှက်တက်မိတယ်ဘာကြောင့်လဲဆိုရင်ဒီဖိုးမောင်ကဓမြတွေတက်လို့တည်သွားပေမဲ့တရားလုံးရဲ့စိတ်ထဲမှာအမြဲသူရဲကောင်းဖြစ်ချင်ရှိနေတယ်လို့ပဲ ဆန်တို့ຫນွေဥတော်လိုက်ရေးမှာကြောက်ဆုံးသွားတဲ့လူငယ်တွေကလည်းဆန်တို့ရဲ့စိတ်တဲ့နှလုံးသားမှာအမြဲကြံ့ရစ်ပြီးလေးစားမိနေရအောင်တတိယသွားတာကြောင့်ပဲအဲ့ကြပြလေးကိုဆန်အချောင်ချိတ်တာဟုတ်တယ်အဲ့နာလေးကိုလည်းသဘောကျတယ်ဆိုတော့ပြီးပြီပေါ့နော်ဒီနေ့အတွက်ပြီးသွားပြီအော်တန်အဲ့ဆိုရင်ပြန်တော့မယ်လေနေလဲပြုနေပြီဆိုတော့ညနေဆောင်နေရင်မှပြန်တော့လေအေးစစ်ပေါ့အဲ့ဆိုလို့ရှိရင်အေးစစ်အေးစစ်ဘရောဘိုက်စားလေတခုစားရအောင်လား 拉拉弥补上来大家没？